ပျောက်ဆုံးသွားသည့်အရာမိုးကဖွဲဖွဲလေးရွာလာသည်လမ်းမကြီးပေါ်တွင် အဖွားအိုတယောက်သည်ထီးလေးကိုဆောင်းရင်တလှုပ်လှုပ်ရှောင်နေသည်ထိုစဉ်လူငယ်တယောက်သည်လမ်းထောင့်တနေရာမှဖြတ်ထွက်လာပြီးအဖွားအိုကိုဝင်တိုက်သွားသည် အဖွားအိုမှာခြာလပတ်ရန်ကလမ်းပေါ်သို့လဲကျသွားသည် အဖွားအိုမှာတော်တော်နဲ့ပြန်မထနိုင်ရှာစောစောက အဖွားအိုကိုဝင်တိုက်တော်လူငယ်သည်အဖွားအိုကို တောင်းမှန်ခြင်းလဲမပြုဆွဲလဲမထူရှေ့ဆက်လျှောက်သွားသည်အဖွားအိုကဒီမာသားရေ မင်းတခုခုကြားခဲ့ပြီဟုလမ်းအော်လိုက်သည်လူငယ်ကနောက်ပြန်လှည့်လာပြီးအဖွားအိုထံလျှောက်လာသည်ဘာလဲဘာကြားခဲ့လို့လဲ ဗမာလဲဟိုမေးပြီးဟိုကြည့်ဒီကြည့်လိုက်ရှာနေသည် အဖွားအိုကပြုံးလိုက်ပြီးရှာမနေပါနဲ့ကွယ်မင်းကြပြောက်သွားတာကိုချင်းစာတရားပါမင်းမတွေ့နိုင်တော့ပါဘူးဟုပြောလိုက်သည်ထိုစကား၏အတိတ်ပဲနှင့် အတိတ်အနက်ကိုနားလေပုံမပေါ်တော့ထိုလူငယ်သည်ခေါင်းလေးပုတ်ခါထွက်သွားသည်အဖွားအိုသည် သူ့ဘာသူကုန်းပြီးထားသည် သူ့လမ်းကိုသူပြန်လျှောက်သည်ထမိန်တော့မိုးတွေဆိုးကုန်သည်ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို ACE Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်။ အခုလိုအဖို့တန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့အေးစေးအဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ရင်အေးရပေါ့ကတ်ကို AC Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမြတ်တာကိုအရင်ခံတဲ့နေ့စဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။